မင်္ဂလာပါကျွန်တော်တို့အခု new challenges travel management solution တင်ဟာဆိုရင်ဖြစ်အမြန်လမ်းကို အနေရရှိမရှိကိုယ်တိုင်ကိုယ်ကျောက်တွားရောက်လေ့လာရပ်ကူးခဲ့ပါတယ်အမြန်လမ်းမှာဆိုရင်68မိုင်69မိုင်ကြားပဲနွယ်ကုန်းအမြန်လမ်းလမ်းခွဲကနေစပြီးတော့ပေါ့နော်တာဂရ182မိုင်အထိလမ်းတစ်ခုလုံးဟာတအားဆိုပါတယ်တရားတိုင်းတရားတိုင်းဟာလည်းပျက်စီးမှုအနည်းနဲ့အများဆိုသလို ရှိပြီးတော့ တောင်ငူအဝင်တရားဆိုရင်လည်းတော်တော်လေးကိုအခြေအနေဆိုးပါတယ်အခုကျွန်တော်တို့စောစောကမြင်တွေ့ခဲ့တဲ့တရားတော့တောင်ငူတောင်ငူအဝင်တရားဖြစ်ပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့စွာချောင်းတရား162မိုင်မှာရှိတဲ့စွာချောင်းတရားဒါအခုမြင်တွေ့နေရတဲ့စွာချောင်းတရားပဲဖြစ်ပါတယ်ဒီတရားဆိုရင်ဖြစ်တရားနှစင်းရှိပြီးဒဇင်းကတော့မန္တလေးတူရန်ကုန်သွားတဲ့ဒဇင်းကလုံးဝပျက်စီးသွားပြီးတော့ဘယ်လိုမှဖြတ်တန်းလို့မကောင်းတော့တဲ့အခြေအနေမှာရှိပါတယ် အခုကျွန်တော်တို့ဖြစ်တဲ့နေတဲ့တရားကလည်းရန်ကုန်မန္တလေးတရားဖြစ်ပြီးတော့ကားတစည်းချင်းသာဖြတ်သန်းမောင်းနိုင်ခွင့်ရှိပါတယ်။ဒါကြောင့်တစ်ဖက်နဲ့တစ်ဖက်ဆောင်ရတဲ့အတွက်စွာချောင်းတရားနာမှာတော့ရင်ကျော်ပိတ်ဆို့မှုတွေရှိပါတယ်။ပြီးတော့ရန်ကုန်မန္တလေးဒီစွာချောင်းကျွန်တော်တို့အခုဖြတ်နေတဲ့တရားဆိုရင်လည်းအာလှုပ်စီလှုပ်စီဖြစ်နေပါပြီ။တကယ်တမ်းကအန်ဒီအရန်ကင်းတဲ့အနေထားမှာမရှိပါဘူးခင်ဗျာ။ တို့ဖြစ်ပါ၏ပေါ့နော်အမြန်လန်းကိုမောင်းနေကြမဲ့ကျွန်တော်ရဲ့ပြည်သက်များအားလုံးကားကိုဖြင်းညင်းစွာမောင်းနေကြပါလို့တတိပေးကြပါရခင်ဗျာ